အိန္ဒာအိန္ဒာဆိုတာဘယ်လိုနေရာမျိုးလဲအိန္ဒာလို့ပြောရင် လူတွေကနှာခေါင်းရှုံတက်ကြတယ်လူတွေအုပ်စုလိုက်ထိုင်နေတော့အိန္ဒာသွားလိုက်အောင်မယ်လို့ပြောလိုက်ရင်တော့ကိုယ့်ကိုခက်တီတီပြန်ကြည့်တတ်ကြတယ်အိန္ဒာသွားတာကိုပဲကျမ်းမာရေးသွားလိုက်အောင်မယ်နောက်ပြီးခဏသွားလိုက်ပါအောင်မယ်ဆိုပြီးစကားကိုလက်ပြောနေကြရတယ်အိန္ဒာလို့ပြောရမှာကို လူတွေယွန်းတတ်ကြတယ် လူတိုင်းအင်သာသွားနေကြတာပဲမဟုတ်ဘူးလားတကယ်တော့သူတို့တွေမိနေတာအင်သာဆိုတာမရှိမဖြစ်အရေးကြီးတဲ့အရာတစ်ခုပါနှုတ်ကထုတ်ပြောနေဖို့ရွံ့မနေသင့်ဘူးတစ်ဖက်လူကလည်းထုတ်ပြောတဲ့သူကိုအပြစ်တင်တဲ့မျက်စိနဲ့မကြည့်နေသင့်ဘူးဒါကလည်းကို့အမြင်သက်သက်ပါလေ ကိုရီအညာဘက်မှာတော့အိမ်သားကိုတက်ပြင်းရေအိမ်ဖောင်တာလို့ခေါ်တယ်ပြီးတော့လီချီယိုစင်လို့လည်းခေါ်တယ်တောက်မှတ်ပါတယ်နော်စကားလုံးကြမ်းသားရင်ကိုရီဘက်ကတော့အဲ့ဒီလူခေါ်တယ်ရေအိုးစင်ကရေကိုယ်တောင်ခတ်မတော့ရင်ဖြစ်သွားမှာဆိုရတယ်ဥရောပဒေသရောက်ဖြစ်တော့အိမ်သားကိုတွိုင်းလက်လို့မခေါ်ဘဲ WC လို့ရေးထားတာတွေ့ရတယ် ကိုကနားမလဲဘူးဘာကူပြောတာလဲအင်တာလို့ထင်ပေမဲ့ဝင်ပြီးလဲမသွားကြည့်ရဘူးနောက်မှသိတယ် WC ဆိုတာ water close တဲ့အင်တာနဲ့အတူတူပါပဲလေရွာမတုံးကတော့အင်တာတွေကိုအိမ်မကြီးနဲ့အဝေးကြီးခြံတောက်မှာစောက်ကြတယ်ထရံတွေအချို့လဲပြင်လေးတွေနဲ့စောက်ကြတယ်အပေါ်ကတော့သူ့မူပေါ့ ဖိုးအရှင်ရှင်လုံးအိမ်သားတွေမတုံးခင်တုန်းကဆိုဘလို့လောက်ကြမလဲမသိဘူးနော်အိမ်သားကအိမ်မကြီးနဲ့အဝေးကြီးဆိုတော့အိမ်သားကိုတယောက်တည်းသွားရမှာအရန်ကြောက်ခဲ့တာမြို့ကိုရောက်တော့အိမ်သားတွေကအိမ်အတွင်းထဲမှာပဲတဘာဒီစောက်ထားကြတယ်ပြီးတော့အိမ်သားရေချိုးကန်တွဲလျက်တွေလည်းတွေ့ရတယ်ဘူထိုင်တွေရောပုံစံအစုံပါပဲ ိုပြီးတက်တောင့်တက်တာဖြစ်လာစေတဲ့ပုံစံမျိုးပေါ့အသက်ကြီးတဲ့လူကြီးတွေအတွက်ဆိုရင်ပိုတိုင်ကပိုအဆင်ပြေမယ်ထင်တယ်အိမ်သာပုံစံတွေကလည်းမတူသလိုတုံးရတာလည်းမတူဘူးနော်ရွာမတုန်းကတော့အဖိုးကကိစ္စပြီးရင်တုံးဖို့ဆိုပြီးနှီးလေးတွေဝါထုတ်လေးတွေကိုပြင်ထားပေးတယ် မသုံးဘူးတဲ့သူဆိုရင်တော့သုံးရမှာအသေးရနေမှာပဲရှကုံမှာဆိုလို့လေတခါတလေနီးတွေဝါတုပ်လေးတွေကုံနေလို့ထယံကိုပဲချိုးချိုးပြီးကိစ္စဖြည့်ရှင်းလိုက်တာထယံတွေတောင်အပေါက်လေးတွေဖြစ်လာတယ်ရေသုံးရမင်းမသိသေးတာလားအလိအကျင့်မဖြစ်သေးတာလားတော့မသိဘူးနော် မြို့ရောက်တော့အဆင်ပြေပါတယ်။ရင်းနဲ့ပဲကိစ္စပြီးကြပါတယ်။ဥရောပရောက်ဖူးလိုက်တော့လေအဲ့မှာကိစ္စများတော့တာပါပဲ။ဘူတိုင်းသုံးပြီးရေမပေးထားဘူး။ရေပိုက်ပါမလာဘူး။ဘယ်လိုလုပ်ရမှန်းမသိဘူး။တ िश ူသုံးခိုင်းတာလေ။တခါမှမသုံးဘူးတော့တိတဲ့အတိုင်းတ िश ူသုံးပြီးလဲကိုကိုကိုမတန့်သေးသလိုလိုဘာလို့လို့ခံစားနေရတော့အလေအကျင့်ဖြစ်ဖို့နှစ်ပတ်လောက်အချိန်လူလိုက်ရတယ်။ရေကိုချွေတာတယ်ဆိုလားပဲ။ အရေးပေါ်ဖြစ်နေလို့တော်တဲ့မှာလဲတောထိုင်ထိုင်ဘူးတယ်မြေထားပေါ်မှာလဲအိမ်သာတက်ဘူးတယ်လေရင်ပေါ်မှာလဲအိမ်သာတက်ဘူးတယ်သူများအိမ်မှာလဲအိမ်သာတက်ဘူးတယ်စူပါမတ်ကတ်မှာလဲအိမ်သာတက်ဘူးတယ်စုံလို့ပါပဲဖိုက်မထိန်နိုင်တဲ့ကို့အတွက်တော့အိမ်သာဆိုတာနှာခေါင်းရှုံစရာမဖြစ်ခဲ့ပါဘူးအိမ်သာတွေးလိုက်ရရင်အိမ်သာရဲ့ဝင်လိုက်ရရင်ဘဝအမောတွေပြီးသွားသလိုကိစ္စကြီးတစ်ခုကိုဖြေရှင်းနိုင်တော့မဟဲ့ဆိုပြီးခံစားလိုက်ရတယ် အိမ်သာဆိုတာကိုထုတ်ပြောဖို့အတွက်ကိုမတခါမှရွံမနေခဲ့ဘူးပါဘူးတောထိုင်ဆိုလို့ကချင်သူငယ်ချင်းတယောက်ကအိမ်သာကိုဂျိန်းဖောလို့နမ်တမ်လို့ခေါ်တယ်လို့ပြောဖူးပါတယ်နမ်ဆိုတာတော်ဒမ်ဆိုတာထိုင်သည်တဲ့ပေါင်းကြည့်ရင်တော့တောထဲတွင်ထိုင်သည်ပေါ့နော်သူရှင်းပြတာကိုကိုနားလေတလောက်ပေါ့နော် မြမမီးရထားပေါ်မှာအင်တာတက်ရတာတော့ရင်ခုန်စရာကြီးပါရထားကြီးကတလုတ်လုတ်နဲ့ဘလူပြီးလို့ပြီးသွားမြန်းတော့မသိလိုက်ရပါဘူးအခုတော့ဘူတိုင်းပုံစံမျိုးတွေရှိလာပြီလို့သိရပါတယ်စူပါမားကတ်အင်တာတော့တက်တဲ့အကြောင်းပြောရင် တက္ကသိုလ်ကသူငယ်ချင်းတယောက်ကိုအမြဲတတိယမိတယ် ကိုရီတက္ကသိုလ်နားမှာစူပါမားကတ်ကြီးအကြီးကြီးတစ်ခုလာဖွင့်ပါတယ်။ကိုရီဌာနကနေလမ်းကူးလိုက်ရင်စူပါမားကတ်ရောက်ပြီမို့အဲ့ဒီသူငယ်ချင်းကဘယ်တော့မှဌာနအိမ်သာကိုမသုံးပါဘူး။ကိုကိုလည်းစူပါမားကတ်သွားဖို့ခေါ်ပါတယ်။ဘာလို့ဖို့လဲလို့မေးရင်အိမ်သာသွားတတ်မလို့တဲ့။ခိုကအိန္ဒာကပို့ပြီးတန်နာကို လူတွေကတန်နာကိုလည်းကြိုက်ကြတယ်နော်အိန္ဒာလေးဆိုတန်နေမ စူပါမားကတ်မှာအိမ်သာအလကားတက်တက်လေးအကျင့်လေးကပါလာတော့ဥယောပခနာရောက်တော့စူပါမားကတ်မှာအလကားအိမ်သာတက်လိုက်မဟဲ့ဆိုပြီးဝင်သွားတော့တယူရိုတောင်းပါတော့တယ်ဥယောပနိုင်ငံတတော်များများရဲ့စူပါမားကတ်တွေမှာလည်းပိုက်ဆံပေးပြီးမြအိမ်သာတက်ရတယ်လို့သိရပါတယ်အိမ်သာတက်ဖို့ပိုက်ဆံလူသေးတာပဲနော်တောထိုင်ဘဝပဲတတိယနေမိတယ်တယူရိုဆိုတာမနေဘူးမို့လား ဆရာတယောက်ကပြောဘူးတဲ့အိမ်တအိမ်ကိုတီထောင်တဲ့အခါကြံတဲ့အရာတွေမကောင်းရင်နေပါစေအိမ်သာနဲ့အိမ်ရတော့ကောင်းနေပါစေတဲ့လူတွေဆိုတာ အဲ့ဒီနေရာနှစ်ခုမှာပဲအပြည့်အဝနားရတာတဲ့ပိုက်ဆံအများကြီးမရှိရင်တော့အိယာလေးကိုတေချာပြင်ဆင်သင့်တယ်အိန္ဒာကိုလည်းတေချာလေးတက်တန့်ရှင်းရှင်းလေးပြင်ဆင်သင့်တယ်အိန္ဒာရဲ့ဝင်လိုက်တာနဲ့အေးချမ်းသွားတာမျိုးဝန်းကျင်တစ်ခုကိုဖန်တီးပေးထားသင့်တယ်အိန္ဒာကအယဉ်ညက်ပက်နေရင်အိန္ဒာကအနတ်အသက်ကအဆမကောင်းရင်အိန္ဒာဝင်ဖို့လူတွေဝင်လေးနေတတ်ကြတယ် အိမ်ကိုဧည့်သည်လာရင်အိမ်သာတက်ရင်သူတို့တွေတက်လဲအဆင်ပြေတာပေါ့မဟုတ်ဘူးလားဒါလဲကို့အမြင်ပြောတာပါလေကိုကတော့အဲ့ဆရာပြောတာအမြဲတည်းရနေမိတယ်တငယ်ချင်းတယောက်ကပြောဖူးတယ်ထောင်ထဲမှာအိမ်သာတက်ရတာဖင်အေးတယ်တဲ့ဘာလို့လဲလို့မေးကြည့်တော့အထဲကအိမ်သာတွေကအကာအယံတွေမရှိလို့တဲ့ကို့နောက်ကျောကိုသူများတွေမြင်နေရတတ်တယ်တဲ့အဲ့လိုကြီးကြတော့လဲတိတ်မဟုတ်သေးဘူးချင်တယ်နော် ယူသူမဆက်မြင်သူဆက်ဆိုသလိုဖြစ်နေတော့မှာပဲထားပါတော့လီဒါပေမဲ့သူကဆက်ပြီးကောင်းတာကြတော့လဲရှိပြန်နေกว่าထောင်ထဲကအိမ်သားတွေကအမြင့်ကြီးဆောက်ထားတာမဟုတ်ပဲပုံမှန်အိမ်သားတစ်ဝက်လောက်တွေဆိုတော့ထိုင်ပြီးအိမ်သားတက်နေရင်ဘေးကအိမ်သားမှာတက်နေတဲ့သူနဲ့မျက်နှာချင်းဆိုင်စကားလက်ပြောလို့ရတယ်တဲ့ထူးဆန်းပကံဘောစား လူတွေကဘိုက်နာရာအချိန်တူတက်ကြတယ်လေဒါကြောင့်သူ့မှာအချို့လူတွေနဲ့အိမ်သာတက်ရင်သူငယ်ချင်းတွေဖြစ်လို့တဲ့ထောင်ထဲမှာထမင်းအတူတူစားတဲ့သူချင်းကို စားတွေတဲ့အတူတူကပ်ပြီးအိတ်တဲ့သူချင်းကိုအိတ်တွေတဲ့ဒါဆိုအိမ်သာအတူတူတက်ရင်စကားပြောတဲ့သူချင်းကိုအိမ်သာတက်တွေလို့ခေါ်မှာပေါ့နော် အတွေးအခေါ်အစ်တွေလည်းရပါတယ် အဲ့ဒီတငယ်ချင်းကပဲချက်ပြောတယ်ထောင်ဝန်ထမ်းတယောက်ကပြောတယ်တဲ့ထောင်ဆိုတာနိုင်ငံတစ်ခုရဲ့အိမ်သာပဲတဲ့ဆိုလိုရင်းကတော့လူတွေကပုံမှန်အဆင်ပြေနေချိန်ဆိုအိမ်သာကိုသတိမတတ်တတ်ကြပေမဲ့ဖိုင်းနာပြီးအရေးပေါ်ဖြစ်လာမှအိမ်သာစီလာတတ်ကြတယ်ဒီလိုပဲထောင်ဆိုတာမျိုးကနိုင်ငံရေးအခြေအနေကောင်းနေချိန်ဘယ်သူမှသတိမရတတ်ပေမဲ့နိုင်ငံရေးအကျက်အတဲဖြစ်လာချိန်ထောင်ကိုလူတိုင်းအာယုံရောက်တတ်ကြတယ် အမေရော့ခံလူတွေ ဖနှစ်ယောက်တောင်ရှိနေဦးမလဲကိုရိုင်းဘိုင်းနာမအိမ်သာတတိယထက်ကြတာနော် သူများဘိုင်းနာလို့ဆိုပြီးကိုကအိမ်သာရောက်ဖြစ်တာမဟုတ်ဘူးဆိုတော့လေ ဘာသာရေးဆရာဦးရူးကတော့ပြောဘူးတယ်လူဆိုတာအယူပဲရှိပြီးအပေးမရှိရင်အိမ်သာတက်လို့မရတဲ့ဝမ်းချုပ်နေတဲ့သူနဲ့တူတယ်အဲ့ဒီလူဟာကျမရေးမကောင်းနိုင်ဘူးတဲ့အမြဲတမ်းသူများစီကနေယူပဲယူတတ်ပြီးပေကံများဝေတတ်တဲ့သူမဖြစ်ရင်မကောင်းဘူးလို့ပြောတာထင်ပါတယ်အိမ်သာဆိုတာကျမရေးအတွက် မရှိမဖြစ် လူအပ်တဲ့ နေရာတစ်ခုပါ။အစ္စရေးနိုင်ငံမှာဂျော်ဒန်မြစ်ကြီးရှိပါတယ်။ဂျော်ဒန်မြစ်ဟာလူတွေအတွက်အများကြီးအကျိုးပြုပါတယ်။သွားလာရေးတော်တော်အထောက်အကူပြုပါတယ်။သူ့မှာ ရေစီးဝင်လာတဲ့လမ်းကြောင်းရှိပါတယ်။ပြီးတော့သူက ပင်လယ်ဒေသကို စီးဝင်သွားပါတယ်။ပင်လယ်ဒေကတော့အဝင်ဘဲလက်ခံပြီး အထွက်လန်းကြောင်းမရှိပါဘူး။ဒါကြောင့်တွားရေးလာရေးအတွက်လည်းအတုံးမဝင်သလိုရင်းနှီးတော်ဝါတွေလည်းမရှင်တန်နိုင်တော့လူတွေအတွက် အကျိုးမရှိဘူးဖြစ်ရပါတယ်။အင်တာနက်ဆက်ဆက်ပြီးတွေးမိတွေးရတခုပါ။ငွေကြေးဥစ္စာရေးမှာမဟုတ်ပါဘူး။စစ်စစ်မြတ်တာဆိုတာလေဝေမျှလို့ရပါတယ်။အသိပညာဘဟုသုတတွေဆိုတာလေဝေမျှလို့ရပါတယ်။ကိုတယောက်ဒီဘာလို့စုတ်ကင်ထားမလဲ။အချို့ပညာနဲ့ပတ်သက်ပြီးလောဘကြီးကြ ြပါတယ်။ကောင်းပါတယ်။ကြိုးစားရှာဖွေလေးရလေပေါ့။ဒါပေမဲ့ကိုရန်ရှာဖွေပြီးတဲ့နောက်ဝေမျှဖို့ကြိုးစားတဲ့။သူများကိုထက်သားသွားမှာကိုစိုးလို့လာမသိမဝေမျှကြဘူး။အချင်းချင်းပြန်ဆိုင်ဖို့အတွက်ပညာသင်နေကြတာများပညာသင်နေတယ်ဆိုတာအချင်းချင်းပြိုင်နေရတဲ့ပြေးပွဲပြိုင်ပွဲတစ်ခုမဟုတ်ပါဘူးကိုယ်တိုင်တယောက်ချင်းစီတိချားစီရှောင်းလန်းနေတဲ့ခီးစဉ်တသက်သာဖြစ်တယ်တဲ့ ဘလို့ဖြစ်လို့ဒီရောက်သွားရလဲမသိပါဘူးအိမ်သာအကြောင်းပြန်သွားလိုက်ပါဦးမယ်ကိုကိုတိုင်းလဲအိမ်သာကိုဘလို့အတိတ်ပဲဖွင့်ရမှန်းတေချာမသိပါဘူးမင်းရောအိမ်သာကိုဘလို့ထင်လဲအိမ်သာဆိုတာမင်းအတွက်ဘလို့နေရမျိုးလဲ